မကြသိခင်ကတေစတာပုံတွေတင်ထားတဲ့ concert app တစ်ခုကို BMW ကဒီနေ့မှပဲခြားပြလိုက်ပြီး Speed Talk Concert App လို့နာမည်ပေးထားတယ်ဒီ speedo concert at က အရင် Skype Talk Concert Art ကိုမြင်ဘူးတယ်ဆိုရင်အရင်ကြီးထူးဆန်းမှာတော့မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူရဲ့ body line နေရှင်းပြီးနောက်ပြီး design language အကုန်လုံးကအထူးတူပဲ bearing type ပဲကွာသွားမယ်။ Street Talk Concert Art ကဒီ compatible design ဒီကောင်ကကျတော့ shooty brain နဲ့ touring design ပေါ့နော် van design touring design Street Talk Concert ကတကယ်တော့အဲဒီ Skype Talk Concert ရဲ့ touring design လို့တောင်ပြောလို့ရတယ်ဗောနော touring concept အနေနဲ့ထွက်လာတဲ့ဟာမျိုးလို့ပြောလို့ရတယ် interior ဘိုင်းကျတော့နည်းနည်းလေးတော့ကွာခြားမှုရှိတယ် sky block concept ကအနှစ်ဒူဒိုနှစ်ယောက်စီနောက်ဘက်မှာ spray တိတ်မကျန်ဘူးဗောနော်အဲဒီ speedo concept ကျတော့သူကအနောက်ဘက်မှာ spray နေရာပိုကျဲသွားတယ် touring design ဆိုတော့ပိုပြီးနေရာကျဲသွားတယ်ပစ္စည်းပိုပြီးများများဆန်မယ်ဒီ adrenaline ထဲမှာတော့မှဒီထိုင်ကုန်ရဲ့အနောက်ဘက်မှာ ထိုင်ကုန်းနှလုံးထပ်ပြီးတက်လို့ရတဲ့နေရာရှိပေမဲ့သူကထိုင်ကုန်းမတက်ဖဲနဲ့ luggage တွေထားဖို့တော်တည်တဲ့နေရာတစ်ခုကိုဖန်တီးပေးထားတယ်။တော်တော်လေးတော့အဲသူရဲ့ area လေးကတော့ဆန်းသစ်တယ်ပေါ့နော်။မစိုးဘူးလာလဲလာတယ်။နောက်ကျတော့ဒီ adrenaline ကလည်း premier ဆန်းဆန်းလုတ်ပေးထားတယ်။အန်ဒါပင်တွေကတော့အကောင်လုံးကအတူတူပဲ A series ရဲ့အန်ဒါပင်ကိုဝယ်ဆောက်ပေးထားတယ်။နောက် engine ကလည်း MA commutation ရဲ့ engine 4.4 liter V8 engine ကိုသုံးပေးထားတယ်။ horsepower က619 hp ထွက်မယ်။ ဒီကောင်တွေကတကယ်ကို fan to try ဖြစ်မှာပါဒီ speedo concept က sky top concept လိုပဲ limited edition နဲ့ရောင်းမယ်ဒီကောင်တွေက concept s ဆိုပေမဲ့တကယ်ကို production အနေနဲ့ထုတ်ထားမဲ့ကားတွေဘိန်းလုံးနေရာအစားတကယ်မောင်းလို့ရမဲ့ဒီဇိုင်းပေါ့နော်အရင် sky block concept app မှာလည်းကျွန်တော်ပြောခဲ့ဘူးပါတယ်ဒီကားက concept app ဆိုပေမဲ့တကယ်ကို production line အတိုင်းထွက်ထားတဲ့ကားပေါ့နော်အဲ့လိုပြောရင်မကြိုက်ဘူးအဲ့ BMW ကအစီးရင်90ကို limited အနေနဲ့ရောင်းသွားတယ်အခုဒီကားကတော့တကယ်သူ ရောင်းမဲ့ limit ကိုပြောပြီးသွားပြီပေါ့เนาะအစင်း80ရောင်းမဲ့တကယ် high end နေနဲ့ပဲရောင်းမှာဖြစ်တဲ့အတွက်အစင်းတော့လည်း VW ကတော့ပြောထားတာမရှိကြအောင်ကာချစ်သူတွေဖော်ပြပေးလိုက်ပါတယ်အဲ့တော့မိတ်ဆွေတို့ရဲ့ဒီ Skype Talk Group Speed Talk Group ရဲ့ import အမြင်လေးကိုကျွန်တော်ရေကွန်မန့်ဘောက်စီမှာရေးပေးသားကြပါအောင်